ပိတ်ဆို့တိုက်ခိုက်ခံရတဲ့နေအိမ်ကံကိုစစ်ကူပို့နိုင်ဖို့စစ်ကောင်မရှင်ကြိုးပမ်းနေပြီးပို့လိုက်တဲ့စစ်ကြောင်းတွေလမ်းမှာတိုက်ခိုက်ခံရပြီးတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ၁၈ရက်နေ့ကကိုကြီးရွာနီလမ်းသစ်ဘက်မှာစစ်ကောင်မရှင်နဲ့အေအေပူပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်မရှင်ကလေကြောင်းပစ်ကူတွေဇက်တိုက်ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။မဆခ939ရဲမှာအင်အားစုထားပြီးစစ်ကူပို့နေတာလမ်းဟောင်းဘက်မှာစစ်ကြောင်းပြုတ်ထားတော့အခုလမ်းသစ်ဘက်ကနေပို့တယ် အဲ့ဒီဘက်တိုက်ပွဲဖြစ်နေတယ်လို့စီရေးသတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်အမြောင်စစ်စင်ကိုကဲမှုဌာနချုပ်မဆခ935တွင်းကနေရိခါနဲ့ခရင်အပြည့်တင်ထားတဲ့စစ်သုံးကားကြီးနှစ်စီးရင်းမောပအဆောင်လျှောက်10ရောက်စီနဲ့တူဇင်းမြုံရွာဘက်ထွက်ခွာသွားတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါရယ်စစ်ကောင်မရှင်ကနေကံပြူဟာစခန်းမှာပိတ်မိနေသူတွေကိုစစ်ကူပို့ဖို့လမ်းတင်တဲ့လမ်းအောင်ကနေစစ်ကြောင်းနှစ်ကြောင်းခွဲပြီးခြစ်တက်နေတာပါ ဒါပေမဲ့စစ်ကြောင်းတွေဟာကိုကြီးစခန်းကိုမကျော်နိုင်ပဲဂျားဖြတ်တိုက်ခိုက်ခံနေရပြီးစစ်ကြောင်းလိုက်ပြုတ်တဲ့အခြေအနေကိုရောက်ရှိနေတာလည်းဖြစ်ပါရဲ့။ရေပြင်ထောက်ပို့လမ်းကြောင်းတွေပိတ်ဆို့ခံထားရချိန်မှာစစ်ကောင်မရှင်ကနေကံပြူဟာအတွင် ပိတ်မိနေသူတွေစီလိုအပ်တဲ့ခဲရမ်းတဲ့ရိတ်ခါတွေကိုလေချောင်းကနေချပေးတာတွေပြုတ်လုလာပါရဲ့။လေချောင်းကူညီနဲ့ချပေးတဲ့ခဲရဲနဲ့ရိတ်ခါတို့တွေမှာအေတပ်ဖွဲ့တွေစီရောက်သွားတာတွေရှိသလို ကျန်တဲ့ထုတ်တွေကိုထွက်ကောက်တဲ့စစ်ကောင်မရှင်တက်တွေအေအေးရဲ့ပြစ်ခတ်တိုက်ခိုက်မှုကိုခံရတဲ့အတွက်ဆယ်ဦးထက်မနည်းလဲသေဆုံးခဲ့ပါတယ်။နိုဝင်ဘာ16ရက်နေ့မှာဗဒန်းရွာတဲကနေအင်အားပြည့်ပါဆင်းရဲနှန်းစီပသိမ်မုံရွာလမ်းတိုင်းစူပရောင်ဝါလေးတောင်ကတဆင့်ကန်တုံဆက်ယုံချင်းဆက်လမ်းတိုင်းမောင်းနှင်သွားတယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ်။